လောကမှာအဖြစ်မရှိဘဲနဲ့ငါတေတာပဲကောင်းမယ်ဆိုတဲ့အဖွဲ့တွေမတေပါနဲ့ခမယေရှုရှိပါတယ်မတေပါနဲ့ခမယေရှုရှိပါတယ်အခုပဲအခုပဲဒီဘာသာဘယ်ဘာသာလဲမသိဘူးခေါ်ကြည့်ပါခေါ်ကြည့်ပါခေါ်ကြည့်လိုက်ပါခမယခေါ်ရင်ထူးတယ်ဆိုတဲ့တတ်တဲ့ကိုသင်ရလိမ့်မယ် ဘသူမှမလုံနိုင်တဲ့အရာကိုအဲ့ဒီဖျားလုံနိုင်တယ်ဆိုတာကိုတတ်တယ်ပြလိမ့်မယ်ဆိုတော့ဒီထဲမှာ online မှာကြီးနေကြတဲ့သူတွေခရိယန်ဖြစ်ဖြစ်မဲ့ဘေးဘာသာဝင်မဲ့ဖြစ်ဖြစ်သင်ကြိုးစားတယ်ကြိုးစားတလောက်သင်မှာဘာမှ မထူးခြားလာဘူးဆိုရင်ဒီနေရာနဲ့ပြောပြစေသင်ကိုကယ်တင်နိုင်တဲ့ယေရှုခရစ်တော်ရှိတယ်သင်ကြိုးစားတယ် ကြိုးစားတလောက်တင့်မှာအောင်မြင်ခြင်းရတယ်ထင်ခဲ့တာကငါကြိုးစားလို့ဒီနေရာငါရောက်ရင်တော့ငါကျေနပ်ပြီလို့ထင်ပေမဲ့တင်လုံးဝမကျေနပ်နိုင်တဲ့အပြင် ရောက်လာတဲ့ဖြစ်လဲဖြစ်လာပြီဒါမဲ့တင့်မှာပို့ပြီးတော့မှမကျေနပ်မှုတွေစိုးရိမ်မှုတွေမရှိတာတော့မှဒီဘဝမရောက်တော့မှကောင်းမယ်လို့ပြန်ဖြစ်တဲ့သူတွေဒီထဲမှာရှိတယ်အဲ့လိုဘဝမျိုးမှာရှိနေတဲ့သူတွေ ်တင့်မှာအာနာလည်းရှိတယ်တင့်မှာပတ်စံလည်းရှိတယ်ဒါမဲ့တင့်မှာဘာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းမှမရှိဘူးဆိုရင်တင့်ယေရှုလိုနေပြီယေရှုခရစ်တော်ကဖျားဖြစ်တယ်ခရိယန်ဘာသာရဲ့ဖျားပဲမဟုတ်ဘူး तू ကဘာသာထဲမှာရှိတဲ့ဖျားမဟုတ်ဘူးလူတွေအလုံးကိုကယ်တင်နိုင်တဲ့ဖျားဖြစ်တယ် ကဲတင်နိုင်လားမကဲတင်နိုင်လားဘလို့သိနိုင်လဲဆိုတော့ခေါ်ကြည့်ရင်သူထူတယ်အဲ့ဒီဖယားသခင်ကိုခေါ်လို့တက်တည်ရသွားတဲ့သူတွေကပြောတဲ့စကားတစ်ခုမှရှိတယ်အယံကောင်းတယ်တဲ့ဒါပေမဲ့အဲ့ဒီဖယားကိုယ်တိုင်ကပြန်အာမခံချက်ပြန်ပေးထားတယ်34ခုမြောက်သောဆာလံအငယ်10မှာ ကြလို့သာဝရဖရာဘလောက်ကောင်းလဲဆိုတာကိုသိချင်ရင်မြည်ဆန်းကြည့်တယ်။သင်ဖရာတွေတော့အများကြီးကြားပူးလိုက်မယ်ကျွန်တော်ညီကိုမောင်မတယ်။ဒါမဲ့ကျွန်တော်ခုပြောနေတဲ့ဖရာကဖရာတွေရဲ့အလင်မှာတရားစီရင်တဲ့ဖရာ82ခုမြောက်သောစာလငယ်တင့်ကိုခဏလေးတွေးပေးပါဘာဖရာလဲဘယ်လိုဖရာလဲဖရာသခင်တွေ ဖရာတို့ဤပရိသတ်၌ရက်လျက်နေတော်မူ၍ဖရာတို့အလေ၌စီရင်တော်မူ၏အဲ့ဒီဖရာကဖရာတွေရဲ့ဖရာဖြစ်တယ်အဲ့ဒါထာဝရဖရာလို့ခေါ်ပါတယ်ခမရဖရာတွေကိုပြန်စီရင်မဲ့ I'm talking about this God not this gods ဖရာထာဝရဖရာကိုကြီးအကြီးနဲ့လှုပ်ထားပြီးတော့မှာ လောကမှာရှိတဲ့ဖျားလေးတွေကိုကြီးအသေးနဲ့လှုပ်ထားတယ်ခရိယံဘာသာရဲ့ဖျားအကြောင်းပြောနေတာမဟုတ်ဘဲနဲ့ဖျားတို့ရဲ့ဖျားအကြောင်းပြောနေတာဖျားတို့ရဲ့ဖျားအကြောင်းပြောနေတာအဲ့ဒီဖျားကဘာဖျားလဲဆိုတော့ထာဝရဖျားတဲ့ဖြစ်လာတဲ့ဖျားတွေမှန်သမျှကပြတ်တယ်ဖြစ်ချင်းရှင်ပြတ်ချင်းရှိတယ် ဖြစ်လာတာမဟုတ်ဘဲနဲ့အခုဖြစ်နေတဲ့အရာတွေအလုံးကိုမဖြစ်ခင်ကတည်းကဖြစ်ထားပြီးတော့မှဖြစ်အောင်လုပ်ခဲ့တဲ့ဘုရားကထာဝရဘုရားဖြစ်တယ်သထထထထာဝရထာဝရဖရာလို့ပြောလိုက်အဲ့ဒီဖရာဘသူພັນစင်းလဲလို့ပြောရင်ကျွန်တော်ပြောပြမယ်အဲ့ဒီພັນစင်းရှင်ကဖရာພັນစင်းတဲ့ဖရာဖြစ်သူ့ကိုພັນစင်းတဲ့သူမရှိဘူးဘာကြောင့်ဆိုတော့ तू ကထာဝရဖရာဖြစ်နေလို့ ထာဝရဘုရားရဲ့ဂုံပုတ်ကပါလဲဆိုတော့ထာဝရဘုရားရဲ့ဂုံကပါရှိလဲလို့ပြောလဲသူ့မှာအစမရှိဘူးအစမရှိဘူးအဆုံးမရှိတာကိုထာဝရလို့ခေါ်တယ်အစဆိုတဲ့စကလုံးမထွက်လာခင်မှာဘုရားရှိတယ်ဤကဘာမတီမရှိဘူးအဲ့ဒီဘုရားရှိတယ်အဲ့ဒီဘုရားကဘာမြေကြီးကိုဖန်ဆင်းတာအဲ့ဒီဘုရားကိုနားလဲအောင်တည်ယူလို့မရဘူး ခွေးရလူကိုနားလည်နားလည်မယ်ခွေးရလူကိုနားမလည်နိုင်ဘူးခွေးရခွေးရှင်းရှင်းနားလည်မယ်လူရဲ့သဘောတဘာဝကိုသူအကုန်နားမလည်နိုင်ဘူးဒါမဲ့အဲ့ဒီခွေးရတင်ပိတ်တောင်မှလူကိုနားလည်နိုင်တယ်ဒါမဲ့လူကအဲ့ဒီ phantsin ရှင်ဖရာအဲ့ဒီဖရာနဲ့အဆက်မရမချင်းဘလို့မှမသိနိုင်ဘူးအဲ့ဒီဖရာပေးတိမှသိနိုင်တယ်ဒါမဲ့အဲ့ဒီဖရာကဘလောက်ထိကောင်းမြတ်လဲဆိုအဲ့ဒီဖရာက သိတ်ချစ်တဲ့တို့ကိုခေါ်ရင်ထူတယ်ခေါ်ရင်ထူတယ်အဲ့ဒီဖျားနဲ့အဆက်ရှိသွားတဲ့ပုံကိုကြီးကဒီလိုရေးထားတယ်ခင်ဗျအဲ့ဒီထာဝရဖျားကဘလောက်ကောင်းမြတ်လဲဆိုတာကိုတဲ့မြည်းစမ်းကြည့်ပါတဲ့34ငွေ8မှာစလန်ထာဝရဖျား သာရဖရားသည်ကောင်းမြတ်တော်မူသည်ကောင်းမြတ်တော်မူသည်အကြောင်းကိုဘာဖြစ်လဲကွမိဆိုင်၍မိဆိုင်၍ဘာဖြစ်လဲတိမှတ်ကြလို့တိမှတ်ကြရတဲ့အဲ့ဒီဖရားဘလောက်ကောင်းလဲဆိုတာကိုတဲ့မိဆိုင်ကြည့်ပါလို့ तू အသက်တည်ခံနေတယ်ဘယ်လိုအသက်တည်ခံနာလဲဆာလန်ဆရာဒီနေ့ပဲပြောမယ်ဆိုရင်အစ္စရေးနိုင်ငံရဲ့ဒုတိယမြောက်ဘုရင်က တတ်တည်ခံခဲ့တယ်ဒုတိယမြောက်ဘရင်အခုအစ္စရေအလိုင်းမှာရှိတဲ့ကျဲအဲ့ဒါသူ့ရဲ့ကျဲအဲ့ဒီဘရင်ကတတ်တည်ခံခဲ့တယ်အဲ့ဒီဖျားကောင်းမြတ်ကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော့အဲ့ဒီဖျားကောင်းမြတ်ခြင်းကိုမြည်ဆန်းကြည့်စမ်းပါတဲ့တိတ်ကောင်းလွန်းနေတဲ့ ဒါဆိုရင်အဲ့ဒီဖျားကိုထာဝရဖျားကို ကိုးကွယ်နေတယ်ဆိုတဲ့ဒီခရိယန်တွေကိုယ်တိုင်ကရောအဲ့ဒီကောင်းမြတ်တဲ့ဖျားကိုမြည်စားပြီးတော့တကယ်ကောင်းမြတ်ကြောင်းကိုသိပြီလားဆိုတာအရေးကြီးတယ်။သိကောင်းတာတော့ဗာလဲဆိုတော့နံပါတ်1သိမပင်ပန်းဆိုရှင်ဘူး။အဲ့ဒီဖျားလုံးဝမပင်ပန်းဆိုရှင်ဘူး။နံပါတ်2သိကိုပင်ပန်းစီမဲ့အရာတွေအလုံးကို အကုန်သူကဖယ်ရှားပေးတဲ့ဖျားဖြစ်နေလို့ ။ Hallelujah. Amen. Amen. ဆရာညီကိုမောင်နှမတို့ဒီနေ့တဲ့အထဲမှာငိတ်တချင်းဝမ်းမြောက်ချင်းရှိနေရင်ဘယ်တဘိုးမှတဲ့ပေါ်မှာတင်လို့မရအောင်။ Amen. ဆိုဒါကြောင့်ရှေ့ဆက်မသွားခင်လေးမှာ ဓမ္မမိတ်ဆွေညီကိုမောင်နှမတွေလောကမှာအဖြစ်မရှိဘဲနဲ့ငါတေတာပဲကောင်းမယ်ဆိုတဲ့အဖွဲ့တွေမတေပါနဲ့ခမညာမတေပါနဲ့ခမညာယေရှုရှိပါတယ်မတေပါနဲ့ခမညာယေရှုရှိပါတယ်အခုပဲအခုပဲဒီဘာသာဘယ်ဘာသာလည်းမသိဘူးခေါ်ကြည့်ပါခေါ်ကြည့်ပါခေါ်ကြည့်လိုက်ပါခမညာ ခေါ်ရင်ထူးတယ်ဆိုတဲ့တတ်တဲ့ကိုတင်ရလိုက်မယ်ဘသူမှမလုံနိုင်တဲ့အရာကိုအဲ့ဒီဖျားလုံနိုင်တယ်ဆိုတာကိုတတ်တဲ့ပြလိုက်မယ်အခုချက်ချင်းပင်လင်တင်အဲ့ဒီဖျားကိုခေါ်ရင်တင်အထဲကနေပြီးတော့မှတကိုးကိုခံစားရပြီးတော့မှတင်နဲ့ဖျားရှိတယ်ဆိုတော့တတ်တဲ့တခုတင်ခံစားလိုက်မယ်အခု right now right there ်သင်ခံစားလိမ့်မယ်ယေရှုခရစ်ကယခုဘဝနောင်ဘဝအာမခံချက်ပေးနိုင်တာအဲ့ဒီဖခင်တပါးတည်းပဲရှိတယ်အဲ့ဒီဖယားကထာဝရဖယားဖယားဒီအများကြီးရှိပေမဲ့ထာဝရဖယားဆိုတာကတော့တပါးတည်းပဲရှိတယ်အစမရှိဘူး အဆုံးမရှိ။ phan zin ခံရတာမဟုတ်ဘူးနဲ့အရာခသိန်းကို phan zin နဲ့ဖျားအစာဆိုတဲ့စကလုံးမပေါ်လာခင်ကလေးကအစာဆိုတဲ့စကလုံးကိုပေါ်ပေးလိုက်တယ်ဖယားအဲ့ဒီဖယားကခေါ်ရင်ထူးတယ်ခေါ်ရင်ကြားတယ်အဖြေပေးတယ်မာစားတယ် ုချက်ချင်းခေါ်ကြည့်ပါခရီးနဲ့ခေါ်လို့ရတယ်ဘောရဘာသာခေါ်လို့ရတယ်ဟိတ်နုမုစလင်ကုန်ခေါ်လို့ရတယ်ခေါ်ကြည့်ပါတင်တကယ်သေချင်းနေပြီဆိုမသေပါနဲ့ခင်ဗျာအသက်ရှင်နေဖျားရှိတယ်အသက်ရှင်နေဖျားရှိတယ်သာဝရဖျားရှိတယ်ထူးခြားတာအဲ့ဒါပဲဗျာ ကျွန်ုပ်ကျမ်းစာပြောပါတယ်ထာဝရဘုရားရှိတယ်တဲ့အဲ့ထာဝရဘုရားကကောင်းမြတ်တယ်တင့်ကိုအသေးဆုံးနဲ့မသေးစေချင်ဘူးတင့်ကိုငငယ်ရွယ်နဲ့မသေးစေချင်ဘူးကိုကိုလည်းတတ်မသေးစေချင်ဘူးလောကမှာမွေးလာကြတဲ့အတိတ်ပဲမွဲ့မဲ့နဲ့မွေးလာတာမဟုတ်ဘဲနဲ့ တင် assignment တခုနဲ့မွေးလာတော့ကြောင့်အဲ့ဒီ assignment ပါလဲဆိုတော့တည်အောင်ဖော်ထုတ်ပေးနိုင်တာထာဝရဖရာပဲဖော်ထုတ်ပေးနိုင်တယ်အဲ့ထာဝရဖရာကိုသင်မသိပေမဲ့အဲ့ထာဝရဖရာသင်ကိုသိတယ်သင်ခေါ်ရင်သင်ကိုထူးတဲ့ဖရာဖြစ်တယ်တက်တည်ပေးမဲ့ဖရာဖြစ်တယ်ခေါ်ကြည့်ညောင်လင်းချင်းမဲနေပြီလားအဖြေမရှိတော့ဘူးလားအနာကပြောင်းနေပြီလားတည်ခြင်းနေပြီလား ဘဝမှာလူဖြစ်ရတာဘာအတိတ်မှမရှိအတိတ်ပဲမှမရှိတော့ခံယူထားလားအတိတ်ပဲရှိစီရမယ်အဲ့ထာဝရဖျောက်ခေါ်ကြည့်အဲ့ဒီထာဝရဖျားကောင်းမြတ်တဲ့အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြကိုတော်ခိုးလုံသောသူဟာမင်္ဂလာရှိတယ်ထာဝရဖျားကောင်းမြတ်တဲ့အကြောင်းကိုမြည်ဆန်း၍သိမှတ်ကိုတော်ကိုခိုးလုံသောသူသည်မင်္ဂလာရှိတယ်ဘယ်သူလဲ ကိုတော်ခိုလုံးတဲ့သူโอเคဆိုတော့သင်နားလဲအောင်ထာဝရဘုရားရဲ့နာမကဘာလဲကျွန်တော်ပြောပြမယ်အဲ့ထာဝရဘုရားကိုခေါ်ခြင်းယေရှုဘုရားခေါ်လိုက်ပါခေါ်လိုက်ပါယေယိုလေးပဲခေါ်ကြည့်လိုက်ပါတတိဖရားထူလိုက်မယ်သင်ဘဝအနာဂတ်ကြီးဟာသေရှင်တဲ့အနာဂတ်နဲ့အင်မတန်မှဝမ်းမြောက်တဲ့အနာဂတ်ပြန်ဖြစ်လာလိမ့်မယ် ဒီနေ့ဒီနှုတ်ဘတ်တော်အပြင်လူတွေအများကြီးလွတ်မြောက်ပြီဖြစ်ကြောင်းကျွန်တော်ချိန်ညာလိုက်ပါတယ်ယေရှုနာမနဲ့ခေစားတော်မယ်โอเคဖယားသားသမီးလို့ပြောတဲ့ကျွန်တော်ကျမတို့မာကောညီသက်ချင်းရှိရလား ဟိုပူဒီပူဟိုဆိုရင်ဒီဆိုရင်ဆိုရင်တင်းရင်တချင်းမရှိဘူးပတ်စာမရှိလို့တင်းပူပန်နေသေးရင်တင်းဖျားထားခဲ့တဲ့ညီတချင်းပေးခဲ့တဲ့ညီတချင်းကိုတင်းမရသေးဘူး โอเคဒါဆိုရင်အဲ့ဒီညိတ်သက်ချင်းကိုကျွန်တော်ဘယ်လိုရယူရမလဲဆရာလို့မေးရင်ကျွန်တော်ဖြေမယ်ခမညာနံပါတ်1အနေနဲ့သင်ယေရှုကိုသင်ရဲ့အတ္တတာထဲမှာနေရာပေးထားဖို့ရည်ကြီးတယ်ပြီးတော့သဘောပေါက်ရမယ်ယေရှုခရစ်တော်က သင်ရဲ့အမင်္ဂလာတွေအလုံးကို လဝကတိုင်မှာအကုန်ဖယ်ရှားပေးပြီးသွားပြီသင်အပြစ်ကျွေးအလုံးကို အကုန်ဆက်ပေးပြီးသွားပြီယေရှုခရစ်တော်အပြင်တင်ဒီဖြောင်းမတ်တော်သူဖြစ်ပြီဟာမင်း ပြီးတော့အဲ့ဒီယေရှုခရစ်တော်ကတည်ခြင်းမှာပဲလမ်းဆုံးတာမဟုတ်ဘဲနဲ့သုံးရမြောက်တဲ့နေ့မှာပါဖြစ်လေရှင်ပြန်ထမြောက်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖျားကအရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖျားဖြစ်နေတယ်အာမင်ဆိုတော့အဲ့ဒီကြီးမြတ်တဲ့ဖျားကသင်ကိုဘယ်သူမှမပေးနိုင်တဲ့ညိတ်တချင်းကိုသင်တွတ်ထားခဲ့တယ် ပြီးတော့အဲ့ဒီငိတ်တချို့ပဲထားခဲ့တာမျိုးပဲ ਨੇ ဝမ်းမြောက်ခြင်းကိုပါ ပေးတဲ့ဖျားဖြစ်တယ်